โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုတော့ကျွန်တော်တခြားအကြောင်းပြောမှာမဟုတ်ဘူးကျွန်တော်တို့ဓာတ်ပုံဆရာတွေအကြောင်းပဲပြန်ပြီးတော့ပြောမှာဆိုတော့ဟိုလုံးဝပွဲလေးဖြစ်လိုက်တာဒါအားလုံးလည်းတချို့လူတွေသိလိုက်မယ်ပေါ့နော်ဆိုတော့ဘာအကြောင်းအောင်လဲဆိုတော့ဒီဓာတ်ပုံကိစ္စပဲဆိုတော့ကျွန်တော်ပြန်ပြီးတော့အဆအဆုံးပြန်တော့မဖော်ချင်ဘူးပေါ့နော်ဆိုတော့ဖြစ်တဲ့အကြောင်းအရာဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးဆိုတော့အကြောင်းအရာအားလုံးကအဲ့ဒါပဲဆိုတော့ထားပါတော့ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တဲ့ဟာဒီနေ့ကဘာလဲဆိုတော့ ဒီ terms and condition ပေါ့နော်ဆိုတော့ terms and condition ကဘာလဲဆိုတော့ကျွန်တော်တို့စီးပွားရေးတစ်ခုလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒါနှစ်ဖက်နှစ်ဦးနှစ်ဖက်ပေါ့နော်နှစ်ဦးနှစ်ဖက်သဘောတူထားတယ် contract အသေးစားလေးပေါ့နော်ဆိုတော့ contract ဆိုတဲ့ပေါ်တည်းကစာချုပ်ပေါ့ဆိုတော့ဒီမှာကျတော့ terms and condition ဆိုတာစာချုပ်လောက်လည်းအရင်ကြီးတော့မကြီးပါဘူးဒါပေမဲ့ တနေ့တယောက်ပေါ့နော်အဲနားလည်မှုလေးနဲ့လက်မှတ်ထိုးတာလည်းစာရွက်လေးလောက်ပဲပေါ့နော်ဆိုတော့အဲ့ Thomson condition မှာကျွန်တော်တို့တပုံစံရတွေကဘာလေးတွေထည့်တင်တယ်ပြီးလို့ရှိရင်ဘာလေးတွေပါတင်တယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြမှာဒါကျွန်တော်တို့ဒီကတပုံစံရတွေကကြတော့ဒီတပုံရိုက်ဖို့ပဲပို့ပြီးတော့ focus ထားတဲ့အတွက်ကြောင့်မလို့ဒီ Thomson condition ကြောင့်လည်းလေးအဲစီးပွားရေးသမိုင်းလောက်တော့အရင်နားမလည်ဘူးပေါ့နော်ဒီကလူတွေကကြတော့တော်တော်များများဒီပုံလေးတွေလှဖို့တို့တပုံတွေဘယ်လိုမျိုးလေးတွေရိုက်ကြမယ်တို့ပြီးလို့ရှိရင်ဘယ်လို lighting လေးတွေတိအောင်လုပ်ပြီးတော့ဘယ်လိုမျိုးလေးတွေကျွန်တော်တို့က ဖန်တီးကြမယ်ဆိုတာပဲပို့ပြီးတော့ကောင်းနေမှာရှိတာအဲ့ဒါကြောင့်မလို့ဒီ terms and condition နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း knowledge လေးကဆိုတော့ဖြစ်မနေကျွန်တော်တို့ရဲ့ terms and condition တွေကိုထည့်သွင်းတဲ့ခုနှစ်ချက်ကြောင့်ဒီနေ့ပြပြမယ် let's go ပထမဆုံးနံပါတ်1 booking and payment ဆိုတော့ကျွန်တော်တို့စီ booking လာလုပ်တော့မယ်ဆိုလို့ရှင်ဒီ client ကကျွန်တော်တို့ကို block percentage တော့ကျိုးပြီးတော့ booking လုပ်တဲ့ fees နေနဲ့ပေးတယ်နဲ့ဥမာကျွန်တော်တို့ဆိုလို့ရှင်50%ဆိုပြီးတော့ယူတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ကျန်တဲ့ငွေမောင်းကိုလည်းဘယ်နှစ်ရက်အတွင်းအပြီးချေရမယ်ဆိုတဲ့ဟာပေါ့နော်ဥမာ wedding day ကျရင်ချေချင်တာလား wedding day ပြီးတော့9ရက်လားဒါမှမဟုတ် wedding day မတိုင်ခင်9ရက်လားဒါတော့ကို favorite ဖြစ်တာနဲ့ကိုပေါ့နော်ကိုကြိုက်နေကိုလုပ်လိုက်ရပြီးတော့နောက်တစ်ခုကတခါတည်းသူတို့ပေးရတာအဆင်ပြေအောင်လို့ကျွန်တော်တို့ K pay လားဒါမှမဟုတ်ရှင်အပြန် cash လားဒါမှမဟုတ်ရှင် bank လား စသဖြင့်ပေါ့နော်ကောက်ပြီးအောက်မှာရေးလို့ရအနမတစ်ချက်အနမနှစ်ကကြတော့ကျွန်တော်တို့ရဲ့ service တွေပေါ့နော်ကျွန်တော်တို့ဘာတွေတွားပြီးတော့သူတို့ကိုထုံဆောင်မှုပေးမှာဒါမျိုးတွေကိုနံပါတ်1မှာရေးရအဓိကတော့ကျွန်တော်တို့မင်္ဂလာဆောင်မှာဘနာယူ coverage ပေါ့နော်ဥပမာကျွန်တော်တို့၄နိုင်ဆို၄နိုင်စာ coverage မင်္ဂလာဆောင်က၂နိုင်ဒါပေမဲ့ကျွန်တော်တို့၂နိုင်ကြိုးရောက်နေမယ်အဲဒါမျိုးတွေပေါ့နော်ပြီးရင်နောက်ဘနပုံပြန်ပေးမှာလဲအဲ့ပုံနေရာရော raw တွေ edit တွေပါလာပြီးလို့ရှိရင်ဘနရဲ့အတွင်းပြန်ပေးမှာလဲ ဒါမျိုးတွေအထည့်ရေးရပြီးလို့ရှိရင်ပြန်ပေးတဲ့အခါမှာ CD နဲ့လားဒါမှမဟုတ်ရှင် USB stick နဲ့လားဒါမှမဟုတ်ရှင် download လုပ်လို့ရတဲ့ link နဲ့လားဒါမှမဟုတ်ရှင်နောက်တစ်ခုပေးလို့မျိုး application နဲ့လားစသဖြင့်ပေါ့နော်အဲ့မှာကြီးထည့်လို့ရတယ်။ also ဆိုရင်ကျွန်တော်တို့ပြောဖို့ကြံခဲ့သေးတယ်။ဘာလဲဆိုတော့ additional fee ကြောင့် element နဲ့မှာတစ်ခါတည်းထည့်ယူလို့ရတယ်။ဥမာကိုကဘယ်မျိုးကနေပြီးတော့ဘယ်မျိုးကိုသွားပြီးတော့ရရမယ်ဆိုလို့ရှင်ဟဲ့လား အဲယထာကကာကစသဖြင့်ပေါ့နော် transportation နဲ့ accommodation ဆိုပြီးတော့ထည့်ရအောင်ပြီးနောက်တစ်ခုကကျတော့အဲကိုကတော့၄နာရီအချိန်ပေးထားတယ်ဒါပေမဲ့သူကတနာရီပို့လို့ခြင်းတယ်ဒါမှမဟုတ်ရင်နှစ်နာရီပို့လို့ခြင်းတယ်ဆိုလို့ရှိရင် extra charges နေနဲ့ဘယ်လောက်ယူလဲစသဖြင့်အဲ့ဒါတွေကိုကျွန်တော်နံပါတ်1မှာတစ်ခါတည်းတန်းရေးရအောင် okay နောက်နံပါတ်3 cancellation ကြောင့်ဘလူကန်ဆယ်ရလဲဆိုတော့ဥပမာကျွန်တော်တို့ဒီ client ဘက်ကနေပြီးတော့ cancel ရဲဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တစ်လလောက်တော့သတ်မှတ်ပေးတင်တယ်မနော်မင်္ဂလာဆောင်နေ့ရဲ့မတိုင်ခင်တစ်လကြိုပြီးတော့ကျွန်တော်တို့လာပြီးတော့ cancel ရဲဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပေးထားတဲ့ deposit တွေကနေပြီးတော့50%ပေါ့နော်တဝက်ကိုကျွန်တော်တို့ပြန်ပြီးတော့ refund ပြန်ပေးစင်တယ်တကယ်လို့မဟုတ်ပဲねသူကဒီတစ်လအတွင်းကိုလာပြီးတော့ cancel ရယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတပြားမှပြန်ပြီးတော့ပေးဖို့မလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ တကယ်လို့များတပုံဆရာဘက်ကနေပြီးတော့ cancel လဲဆိုလို့ရှိရင်တော့ပြန်ပြီးတော့ full refund ပေါ့နော်100%ပြန်ပြီးတော့သူပေးထားသမျှဒီပိုးစစ်ကုန်လုံးပြန်ပေးရမယ်။တကယ်လို့မဟုတ်ပဲねနောက်တစ်မျိုးအကြတော့ကျွန်တော်တို့တခြားတက်ပုံဆရာပေါ့နော်။အဲကိုနဲ့လက်ရည်တူလောက်ရှိတဲ့ဒီ industry ကတခြားတက်ပုံဆရာနဲ့ပြန်ပြီးတော့ replace ပေါ့နော်။ပြန်အစားထိုးပေးမယ်။သူ့အဲချိန်ပြီးတော့ပြန်ပြီးတော့ခေါ်ပေးမယ်ဆိုလို့ရှိရင်တော့ဒါ client စိတ်ချနေမှုတိုင်းကတခုပြီးတော့ရမယ်။နောက်နံပါတ်၄ချက်ကကြတော့ကျွန်တော်တို့ copyright ကိစ္စပေါ့။ ဒီတပ်ပုံတွေကိုဘယ်သူပိုင်လဲပြီးလို့ရှိရင်ဘယ်သူတွေပြန်ပြီးတော့တင်လို့ရတယ်ဒါမျိုးတွေကိုကျွန်တော်တို့ဒီနံပါတ်၄ချက်ပေါ့နော် copyright နံပါတ်မှာပြန်ပြီးတော့ရေးတယ်တပ်ပုံတွေဆိုတာတကယ်တော့ click ရိုက်လိုက်တဲ့တပ်ပုံစရာကိုယ်တိုင်ကပိုင်တာပေါ့နော်ကျွန်တော်တို့ full counter လို့ခေါ်တယ်ကျွန်တော်တို့ full copyright owner လို့ခေါ်တယ် အဲ့ဒါကိုမှ client နေရာပြန်ပြီးတော့သုံးကျင်တယ်ဆိုလို့ရှင်အဲ့ဒါကို personal use နဲ့ပြန်ပြီးတော့သုံးလို့ရတယ်ဆိုလိုတာသူ့ရဲ့ social media မှာပြန်ပြီးတော့အဲသူတို့ရဲ့သူမြေ social media မှာပြန်ပြီးတော့တင်လို့ရတယ်။ဒါပေမဲ့ကျွန်တော်တပုံစရာတွေပြန်တင်နေတယ်ဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့သူမြေကို request တစ်ခုအနေနဲ့တွားပြီးတော့ခွင့်တောင်းတင်တယ်ပေါ့နော်။ကျွန်တော်တို့ရဲ့ social media မှာကိုလိုမားတို့ပုံလေးတွေပြန်ပြီးတော့တင်နေတယ်ပေါ့။တချို့လူတွေကလည်း lucky profile သမားတွေရှိတယ်ပေါ့နော်။ဆိုတော့အဲ့လူတွေကြာလို့ရှိရင်တော့ဒါတွားပြီးတင်ပြီးတယ်ဆိုလို့ရှိရင်တော့ကိုယ်မားဖြစ်သွားလိမ့်မယ်။ဆိုတော့ anyway ကျွန်တော်တို့ request ရှိရှိနဲ့တွားပြီးတော့ဟာ request လုပ်တယ် ။ Number 5 client responsibility လို့ခေါ်တယ်။ရှားရောင်လိတ်။ Number 5 client responsibility လို့ခေါ်တယ်။ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ client နေရဲ့လုပ်ပေးရမယ့်အချက်တွေပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့က client ကို request တောင်းရမယ့်အချက်တွေ။ပါလဲဆိုတော့အများကြီးတော့မဟုတ်စုစုပေါင်းအဲ၃ချက်လောက်ကတော့ဒါပုံမှန် photographer မှာရှိတယ်။မတစ်ကကျတော့ကျွန်တော်တို့ schedule တောင်းတာပေါ့နော်။ဒီ wedding မှာဟလာလောက်လာတော့၂နာရီပဲ။ဒါပေမဲ့အဲ့၂နာရီအတွင်းမှာသူ schedule နဲ့သူရှိတယ်။အဲ့ဒါလေးတွေကိုကျွန်တော်တို့ အဲတပတ်ဒါမှမဟုတ်နှစ်ပတ်အလိုပေါ့နော်ချိုးပြီးတော့ပေးနိုင်အောင်လည်းအဲ့ဒါမှကျွန်တော်တို့ကဘယ်တောင်းနေဘယ်လိုရရမယ်ပါညာစာအကုန်လုံးတန်းသိ။နောက်ဒုတိယချက်ကပါလဲဆိုတော့ချိုးပြီးတော့ရှင်းခိုင်းတဲ့ကိစ္စပေါ့နော်။ဘာတွေချိုးရှင်းရမလဲဆိုတော့ကျွန်တော်တို့ဒီရှောက်လန်းတွေဘာတွေမှာရိုက်ပြီဆိုလို့ရှိရင်တစ်ခါလေကြာလို့ရှိရင်ဦးတော်တော်ကိုကိုမမတွေကနေပြီးတော့ဝင်ပြီးတော့ဖုန်းနေနဲ့ရိုက်တတ်တယ်။အဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ကဒီရှောက်လန်းကိုခဏလေးပဲရိုက်ရတာအဲ့ချိန်မှာတကယ် special moment တွေကထွက်သွားလို့ရအောင်အဲ့ချိန်မှာကျွန်တော်တို့ဈေးကြီးပေးပြီးတော့ခေါ်ထားပြီးတော့တကယ် professional camera တွေ၊ကိုင်းတဲ့တပ်ပုံဆရာတွေကို ပို့ပြီးတော့ခွင့်ရေးပေးပြီးတော့လမ်းလေးပို့ပြီးတော့ရှင်းပေးထားရမှာအဲ့ဒါမှကျွန်တော်တို့ကတကယ်ကီးမူမန့်နေမလွတ်တော့ဘူးနောက်နံပါတ်3ချက်ကကျတော့ကျွန်တော်တို့ရဲ့အစားအသောက်ပေါ့နော်ဘယ်အချိန်ကျွန်တော်တို့ကြိုးရမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကအစားကျွန်တော်တို့ဒီနံပါတ်5မှာပေါ့နော်ရေးထားရင်ကောင်းတယ်ဥပမာတချို့ client တွေကြာလို့ရှိရင်တော့ပွဲပြီးရင်အကိုတို့အတွက်ဆိုပြီးတော့တက်တက်ကိုပြီးတဲ့အဲတက်တက်ကိုကြွေးရ client တွေလည်းရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်တို့လှုပ်ရှုပ်နေ client လည်းရှိရပေါ့နော် okay ပြောရင်ပြောနေနံပါတ်6ရောက်လာပြီနံပါတ်6ကဘာလဲဆိုတော့ liability လို့ခေါ်တယ်ကျွန်တော်တို့ရဲ့တာဝန်တွေပေါ့နော် တကယ်လို့ကျွန်တော်တို့ရဲ့ကင်မရာတွေကရိုက်တဲ့ပုံတွေကလှတော့လှတယ်ဒါပေမဲ့ပုံတွေကပြတ်သွားခဲ့တယ်ဒါမှမဟုတ်ရှင် virus ကိုက်သွားတယ်ဒါမှမဟုတ်ရှင် data တွေပျောက်သွားတယ်ဆိုလို့ရှင်ဘာပြန်လုတ်ပေးမလဲဆိုတော့အကြောင်းအရာပေါ့နော်အဲ့လိုလေးရေးမှလည်းဖဲဖြေအောင်မှာဟုတ်လို့ရှင်ကိုတက်တပုံစီရီဘက်ကအချမ်းပဲရေးတယ်ဆိုလို့ရှင်လည်းမမျှတာသေးဘူးဆိုတော့အဲ့လိုမျိုးကိုစီမှာတကယ်လို့ error တက်သွားခဲ့သည်ရှိတော့ကိုက full refund ပြန်ပြီးတော့ပေးမလားလားဒါမှမဟုတ်ရှင်နှစ်ဆပြန်ရောမလားမဟုတ်သုံးဆလား၄ဆလား၅ဆလား နော်ဖယ်ရိုက်နေကြရအောင်ဆိုတော့အဲ့လိုမျိုးဘလို့ပြန်ပြီးတော့ reference ပြန်ပေးပလင်းရစာဒီနံပါတ်6ပေါ့နော်အဲ့မှာရေးထားမယ်နောက်နံပါတ်9ကကြတော့တခြားအကြောင်းအရာကိုညှိနှိုင်းနေတဲ့အကြောင်းအရာတွေပေါ့နော်အဓိကအကြောင်းကတော့ရှေ့က6ချက်လောက်ပိုင်းရပြီ။ဒါပေမဲ့နံပါတ်9မှာကျတော့ကိုတခြား음 payment system တွေဒါမှမဟုတ်တခြားအကြောင်းကကိုနဲ့ကိုဆိုင်နဲ့ဆိုင်နဲ့ဒါမှမဟုတ်ရှင်ကိုရိုက်တဲ့ပုံတွေနဲ့ဆိုင်နဲ့အကြောင်းအရာဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုးနဲ့ပြန်ပြီးတော့ညှိနှိုင်းရမယ်။ဆိုတော့အဲ့လိုမျိုး9ချက်သာပါပြီးတော့အောက်မှာဘယ်ညာပေါ့နော်။နှစ်ဖက်မှာဟိုဒါကိုလက်မှတ်ကောဟိုဘက်ကလက်မှတ်ကောအဲ့လိုမျိုးလေးပါတဲ့ Thompson Collection တွေတရွက်ပေါ့နော်အဲ့လိုမျိုးတွေကိုလှုံနေတာကျွန်တော်တို့ဒီကဓာတ်ပုံဆရာတွေကโอเคအဲ့ဒါဆိုတော့အလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီဗီဒီယိုကဒီလောက်ပဲကိုတခြားအကြောင်းအရာတွေကိုထပ်ပြီးတော့ဖြည့်ကျင်တယ်ထပ်ပြောကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးသွားလို့ရတယ်။ဒါပြီးတော့ဒါကိုသိတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ဒါအချင်းချင်းဓာတ်ပုံဆရာတွေကပြန်ပြီးတော့ sharing လုပ်တယ်ဆိုတော့ကျွန်တော် community လေးပို့ပြီးတော့ grow ပို့ဖြစ်တာပေါ့ဆိုတော့ let's grow together ပေါ့โอเคအဲ့ဒါတော့အလုံးကျေးဇူးတင်ပါကျွန်တော်နောက်ကြည့်ကြမှာပဲပြန်တွေ့မှာလေး